ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များနောက်ကျုံမျိုးပြန်ရပြီလားတဲ့နောက်ကျုံမျိုးပြန်ရတော့ပါလေနီးနေပြီလေရောက်နေပြီမင်းနောက်ကျိုးဓာတ်တို့ခံရတော့မယ်တဲ့လွယ်မယ်ရင်လှုပ်ကြည့်လိုက်နေတော့စပီကာမှာဇော်ပုံးရင်းမဘုဒ္ဓ ကျွန်လည်းမသိဘူးကျန်တဲ့လူတွေကျန်တဲ့လူတွေကကျွန်တော်နာမည်နဲ့အတန်းချင်းလိုက်စားတယ်ကျွန်တော်ပြောမယ်ဗျာကျွန်တော်ဘဒုမမဝေဖန်ဘူးထွမြတ်သူကျုပ်ပြပြီးပြောတယ်ရွှေရင်စီမောင်လာအကိုလာမဘုဒုကျုပ်ပြပြီးပြောတယ်ပေါ့ကိုတော့ကျုပ်ပြပြီးပြောတယ်ပြီးရင်တဇင်ဦးကျုပ်ပြပြီးပြောတယ်အများကြီးအများကြီးပေါ့ဗျာ အဲ့လိုရုပ်ပြပြီးပြောတဲ့လူတွေမှာကိုယ်တောင်းကိုမပြောဘူးကိုယ်တရင်ကိုမပြောဘဲနဲ့ဝေဖန်နေတာအဲ့ဝေါ်သဘင်ရှင်တဲ့ကောင်ကျွန်တော်လာပြောတယ်ဘာလဲအဲ့ကောင်နာမည်တစီဆွဲတဲ့ကောင်လားအဲ့ကောင်သဘင်ရှင်နဲ့မျက်မှန်နဲ့ဆိုင်ကနေဖိုက်တာလို့လို့ဘာလို့လို့ပေါ့အဲ့ဘဲတော့ကျွန်တော်ပြောနေတာအဇော်ပေါ်ရင်မင်းကစစ်တပ်ကိုဘာလို့ညာလို့ဆိုတာမင်းတို့က တမ်းတော်သားတွေကောင်းရကောင်းကြောင်းစောက်တကြက်မလူဘဲနဲ့မင်းတို့ပြောတာပြောတာမင်းတို့မှာဇော်ပွင့်တော့ဇော်ပွင့်ကိုမပြောဘဲနဲ့ကိုမင်းတို့မနေနိုင်ဘူးလားကိုစောက်လို့ကိုလုံးကြည့်ပါလားပိုလစ်ပို့တယ်ငါတို့လာစေမလာခဲ့ငါလည်းဆောင်ဟမ်မင်းတို့ကဝေပံမယ်ကျွန်တော်ဆိုရင် ဥပမာတစ်ခုပေါ့ဒဇင်ဦးကဘာပြောပါတယ်လို့မာပုတ္တုကဘာပြောပါတယ်လို့ပောက်ကိုယ်တော်ကဘာပြောပါတယ်လို့တခြားတော့ကျွန်တော်တို့စပီကာသမားပိုင်ရဲကိုကဘာပြောပါတယ်လို့ကျွန်တော်တခါမှမပြောခဲ့ဘူးအဲ့ဒီကိုတတ်တို့မိုင်းဝေတို့တရင်နေကျွန်တော်ဘာတကူမှမချက်မပေးခဲ့ဘူးကျွန်တော်ကကျွန်တော်လုံးကျွန်တော်လုံးနေတာကျွန်တော်မဟုတ်ဘူးဆိုရင်ကျွန်တော်ဟို ဒီတိုင်းပြည်ဟာအလကားတိုင်းပြည်မဟုတ်ဘူးလေဗျာအစိုးရရှိရယ်လေစောင့်ကြည့်တဲ့တင်းနေရှိရယ်လေသူတို့ဖမ်းလိုက်မယ်လေဘာဝဲတော်အချင်းချင်းဇော်ဘုံရတိုင်းမှုကိုဗာပြောတယ်လို့ဇော်ဘုံရကြီးကဲတွေကိုဆဲနေတယ်လို့မင်းအမေကိုပေးလိုလိုက်လို့ဟာပြောလိုက်မယ်ငေါ့တော်ဝေဖန်နေနဲ့ကိုတက်တို့မိုင်းဝဲတို့ငါမင်းတို့ပြောလိုက်မယ်သလားမင်းတို့အမေကိုပေးလိုလိုက်ရှင်းလား မင်းတို့ကိုစောက်လို့ကိုဘလို့ပဲနဲ့ဟမ်ဒီမျိုးလိုက်ပြီးတော့လိုက်ဝေဖန်နေလိုက်ပါပါ၆ပြောနေမင်းတို့ဖန်ကန်နေဖန်အောင်အစိုးရစောက်ယူစိုးရမဟုတ်ဘူးတော့စောက်ခွက်ကမပြဘူးအမတိလို့ရှိရင်စစ်တပ်ကဟိုလူကြီးရဲ့သားသမီးလိုလိုဟိုလူကြီးရဲ့သမတ်လိုလိုအမတိကိုပဲအဘလေးလိုလိုလီးဟိုဘလေးလားငါလီးပဲရမယ်ဘလေးတော့မရဘူး မိမိစပတ်အဲ့လိုမျိုးခိုးကြောင်ခိုးဝဲလုံးလဲဆိုရင်လိုင်းပေါ်မှာတက်မလာနဲ့နော်လိုင်းပေါ်မှာခိုးကြောင်ခိုးဝဲလုံးတဲ့ကောင်စောက်ထင်ကိုမကြည့်တာကိုဇော်ပေါ်ရဲ့လိုင်းအောင်မှာကျွန်တော်ပြောချင်လို့ပါလို့မချိတ်ပေးရလဲဇော်ပေါ်ရင်မကောင်းကြောင်ပြောတော့မယ်နော်အဲ့ဒီစပင်ရှင်တဲ့ကောင်လဲအညီလေးရတဲ့စစ်တပ်ကိုပါပြီလို့ညာပြီလို့တွားကြည့်လိုက်ရင်လိုက်ပြီး follow ပါရရတယ်ဇော်ပေါ်ရင်ကြောင်ပြောရင်ရပြီနိုင်ငံရေးမှမလုပ်တယ်လားနိုင်ငံရေးလုပ်တယ်ဆိုတာက ဒါကြောင့်မလို့ဒေါ်အောင်ဆန်းစုကြည်ကအောင်မြင်တာဘာလို့လဲသူနိုင်ငံရေးလောက်တာကရှင်းတယ်သူ့လူကိုသူပအောင်ရအောင်ယူတယ်ရအောင်ပြောနိုင်တယ်သူ့လူချင်းချင်းစိတ်ဝင်ခွဲမဲ့အလို့သူကဘယ်တော့မှမလုပ်ခဲ့ဘူးဒေါ်အောင်ဆန်းစုကြည်နော်ဒေါ်စုကြည်ကကိုဘကလူတွေကမဟုတ်ပါဘူးလူတယောက်နာမည်ကြီးလာပြီဆိုတော့လည်းလိုက်တိုက်ခိုက်တော့တာလိုက်ချိန်မုန်းတော့တာ ဟိုဘက်ကယူယူခွေးခွေးသရောင်းသားသခိုးတပိုးချက်ဘိုးမရင်းပါညာဘာမှမသိဘူးအကုန်လုံးတို့ပြည်သူတွေညီရဲ့လားအညီရဲ့အညီရဲ့ဆိုတာနဲ့ပေလို့တယ်ဘာမှသိရမလို့လိုက်ညီတာကိုဘက်ကကြတော့မဟုတ်ဘူးအဲ့လိုက်တိုက်ခိုက်တာအဲ့ဒါကြာချုံးတာကြာချုံးတာအခုကြော်စိုးဦးတတိပုဂ္ဂလအနေနဲ့ပြင်ဦးလို့ရပြိုင်မယ်ဆိုတာနဲ့ပေလို့တယ်မနာလို့တော့ဘူးအာ စော်ဘိုးရနိုင်ဟောပြောတယ်မနာလိုတော့ပါမနာလိုတော့ပါဖြစ်တယ်အဲ့ဒါနိုင်ငံရေးတန်ငံရေးအကုန်လုံးကောင်းလား NND ကအကုန်လုံးကောင်းလားပြီးတော့လုံးကအကုန်လုံးကောင်းလားဟမ်အကုန်လုံးမကောင်းတဲ့အတွက်ကောင်းတဲ့လူတွေပေါင်းဆက်ဖို့အတွက်ကိုမဲရင်ဒါမဲပြိုင်ပွဲတွေနိုင်ငံရေးလောက်တာလေပြည်ရစနစ်နဲ့ဟုတ်လားပြိုင်ဖို့တတိမရှိဘူးလား ကျော်စိုးပြင်းဦးနဲ့ပြိုင်တော့ဘာဖြစ်လဲအဲအောင်ကျော်စိုးမေးပြိုင်စမ်းလို့ပြောရမှာလေပါရမနာလို့ဖြစ်တာကျော်စိုးဦးကိုမပြိုင်နဲ့တို့ဒါတက်ဧရိယာတို့တက်နေတို့ဟမ်တက်ဧရိယာတက်နေရဘာဖြစ်လဲပြည်အောင်မျိုးတက်နိုင်တဲ့ဖွံ့ဖြိုးရေးအသင်းကိုပဲမဲတဲ့ပါလို့ပြောတဲ့လူကိုကျွန်တော်ကလည်းပြောလိုက်မယ်ခမားတို့ဘာလို့ပေးခဲ့လဲလို့ကျွန်တော်မေးလိုက်မှာပေါ့မဟုတ်ဘူးလားတိုင်းပြည်တော့ကောင်းကောင်းရပြိုင်တယ် အာကျော်စိုးဦးလာပြိုင်နေကြိုက်နေပဲကွာလို့ပြောရမှာပြည်ဦးထဲမှာကျော်စိုးဦးလာပြိုင်နေပြည်တော်သူကြက်ကရင်နဲ့ဖွင့်ပြောရင်နဲ့အတင်းကကြိုက်နေပဲလို့ပြောရမှာလာသာငါတို့အတင်းတိုင်းပြည်နဲ့နိုင်ငံလူမျိုးတို့ဘယ်လောက်လုပ်ထားလဲကျော်စိုးဦးဘာလုပ်လဲအဲ့မှာတွေ့မယ်လေပြည်သူတို့မမမမရှေ့ကနေရက်တည်တဲ့လူကအသက်တွေတွေးတွေချွေးတွေပေးပြီးလုံးတဲ့လူကဘာတူလဲ အဲဒါတို့လာပါလေပြိုင်ခံရရမှာလေအားပေးရမှာဝင်ရရမှာကျွန်တော်တို့ဗမာလူပြောအဲ့လိုဟမ်ငါလက်ပိတ်ဆိုင်ကိုလို့သူများလာဖွင့်တာလေအိုက်ဆိုင်မကောင်းကြောင်ကြိုးတော့တာသူများအဲ့လိုမဟုတ်ဘူးလာဖွင့်ငါမီးရှိဆိုင်ဖွင့်တယ်နေရပေါက်စီဆိုင်ဖွင့်တယ်အဲနေရဥမာတကူကျွန်တော်တို့အကင်ဆိုင်ဖွင့်တယ်ပေါ့ဗျာ ပူပေါင်းရမှာပေါ့အဲ့ဒါမှလူစီမာလေအဲ့ဒါမှစားတဲ့တောက်တဲ့လူကဘယ်ဆိုင်မှာတိုင်းနိုင်အကင်းဆိုင်ရင်အကင်းဆိုင်မှာတိုင်းနေပြီမဲ့ခေါက်သွေးစားခြင်းတဲ့လူကစားမယ်လေဟုတ်တယ်မလားဘီယာတောက်ခြင်းတဲ့လူကတောက်မယ်လေအခုအလိုမဟုတ်ဘူးကြော်ကြိုးဦးပြင်ဦးလေလာပြိုင်မယ်ပြောရနဲ့တော်ဖားပြီးတော့ဆော့ပစံဒီတော်ပေးပြီးတော့မှစပီကာတယောက်ကိုတော့ပြောခိုင်းတော့မယ်သူကဟမ် တော့ပြောခိုင်းမယ်ကျော်စိုးဦးဒီလိုလာမပြိုင်မာနဲ့တို့ပါတို့စောက်ပေါ်တွေကိုကိုကိုယုံကြည်ချက်မရှိတဲ့လူတွေဒီတိုင်းပြည်မှာဒီတိုင်းပြည်မှာဖြစ်နေတာဟဲ့လားကိုပဲအုပ်ချုပ်ခြင်းလားကိုပဲနေရာလိုခြင်းလားပြီးလို့ရှိလို့ရှိရင်ဘာဖြစ်လဲဒီလားကိုကစောက်သုံးကြလားဆိုတော့စောက်သုံးမကြအောင်စောက်ပေါ်တွေနော်ပြန်လေလွတ်တော်တဲ့ဦးကသမနာလောက်တာမှမဟုတ်တာသူပြန်ရဲ့နေရာသူကောင်းအောင်လုပ်မှာပေါ့ အားပေးရမှာလေဝိညာဉ်မှာအဲ့တော့သူကသူနိုင်ကျင်တိုင်းရှုံးကျင်ရှုံးပေါ့ပြန်ရောမပြန်လည်းသူကြော်စိုးကိုကြောက်နေတယ်တချို့ကပါလေးဟာဟမ်အဲ့တော့တချို့တော့ဘုံကြီးတွေလည်းတခါလဲဒီလိုက်မှာပြောလိုက်မယ်နော်ကိုစောက်လို့ကိုလို့နော်ကိုလို့ကိုလို့ကိုနဲ့မဆိုင်ရင်သွားဝင်မရှုံးနဲ့နော်စောက်ဆံရလို့လုံးလုံးမဲ့ဆိုရင်အပြင်းမှာမှာဓမြခိုင်းနေပါလေဖွဲ့ဓမြတိုက်မယ်ဆိုရင်တိုက် စောင့်ဆိုင်ရဖို့လုံမဲ့လုံမဲ့လူတွေလူတင်ကြည့်အောင်လုံမဲ့လူတွေအဲ့လိုမျိုးလူတွေကဘယ်တော့မှမအောင်မြင်ဘူးနော်ကိုပြောတဲ့စကားတွေဘယ်လိုရောက်လို့ကြောက်မှလည်းမသိစင်စင်သာထင်းထင်းသိမ်းလည်းမသိပြပြီးလို့ကြည့်တရေတွေအပြင်မှာကြားနေကိုတွေဒါဆိုအဲ့လိုလူတွေနာမည်နဲ့တိုက်ခိုက်မယ်ဆိုရင်အများကြီးပဲကိုတွေဘယ်တော့မှမပြောဘူးဘာဖြစ်လို့လဲသူလုပ်တဲ့လောကသူခံစားရမှာကိုနဲ့လည်းမဆိုင်ကိုပြောကြလည်းမလို့နော်အစိုးရတရားရှိတယ် အစိုးရရောက်မှဒီ TikTok ဒီနို Facebook ဒီနို YouTube တို့စောင့်ကြည့်နေတဲ့လူတွေအများကြီးတယ်ကိုမိုင်းကိုဖန်ဆိုင်ရမယ်ဆိုတာလည်းပြီးတယ်အဲ့ဒါကိုအချင်းချင်းနဲ့ live ပြီးတော့မှတိုက်ခိုက်နေတာယုံဖို့ကောင်းတယ်မြန်မာပြည်ကဒီလားမြန်မာနိုင်ငံမြန်မာလူမျိုးတော်တော်ယုံဖို့ကောင်းတယ်ကိုလို့ကိုမလို့အဲ့တော့လူတွေတိတော့ကွမ်းတာပေါ့ဟမ်ကြော်စိုးဦးတို့ ပြိုးလေးမှလာမပြိုင်နဲ့တဲ့ဟောအတူဆောက်လို့လားလာမပြိုင်နဲ့မပြိုးလေးကမင်းပိုင်လားပြိုးလေးကဘယ်သူမှမပိုင်ဘူးပြိုးလေးကပြည်သူပိုင်တာလေဟုတ်တယ်မလားအပြိုးလေးကပြည်သူကတက်နေမှာရှိတာဟိုတက်မတော်မိသားစုတွေကဇက်ခံရေးကြိုင်ဇက်ခံရေးထဲမယ်ပြည်သူလုံးကြိုင်ပြည်သူလုံးထဲမယ် တတိပုဂ္ဂလပြိုင်နေကြော်စိုးကိုကြိုင်ကြော်စိုးကိုထဲမှာပေါ့အဲ့ဒါခမရလို့စောက်လို့မမဟုတ်လားအဲ့ဒါဘာမပြိုင်မာနဲ့လို့ရှုံးလိုက်မယ်လို့ဘာလို့သွားပြောရလဲအဲကြောက်တာကြောက်တာကြောက်တာအမှန်တရားကိုကြောက်ကြသူများကိုကြိုးကြည့်ကြသူများစောဘွေးရတော့ကြော်စိုးကိုပြိုင်ရင်ကြော်စိုးကိုမဲထဲပါလို့ပဲပြောမှာဒါပဲ ျော်စိုးတိုင်းပြည်နဲ့နိုင်ငံတော်လူမျိုးကျော်စိုးရဲ့စိတ်နေစိတ်ဓာတ်ကျွန်တော်ကိုယ်တိုင်သိတယ်ခန္ဓာပဲကျွန်တော်မပြိုင်ဘူးပြောကျွန်တော်ပါလေကျွန်တော်အစိုးရလက်စားမစားဘူးကျွန်တော်ကျွန်တော်မြန်မာနိုင်ငံတိုင်းနိုင်ငံလုံးကလွတ်တော်အမတ်ဝင်ပြိုင်ခိုင်းတဲ့လူတွေကဒူးနဲ့ဒေးရှိတာကျွန်တော်ကိုယ်ကမပြိုင်တာဘာလို့လဲကျွန်တော်ကလွတ်တော်ထဲဝင်ပြီးတော့အစိုးရလက်စားစားသွားရင်ကျွန်တော်ဘယ်လိုပြောလို့ရမှာလဲကျွန်တော်စပီကာတယောက်နဲ့ပဲရှင်းတမ်းရမှာပေါ့ အဲ့ဒါကအမှန်တရားကိုပြည်သူလူထုသိမယ်လွတ်တော်တွေဝင်သွားတဲ့ကျော်စိုးတို့မတ်ပုတူတို့ကအမှန်တရားကိုပေါ်ဆောင်နိုင်မယ်ကျွန်တော်ကလွတ်တော်အပြင်ကနေပြီးတော့ပြည်သူလူထုရဲ့အားနည်းချက်အားသာချက်နဲ့ပြည်သူလူထုဖြစ်ချင်တာတွေကိုကျွန်တော်ပြောလို့ရမှာလေအဲ့တော့ကျွန်တော်အဲ့လိုအဲ့လိုအဲ့လိုတော့ကျွန်တော်သွားမလို့အဲ့တော့မြန်မာပြည်ကပြည်သူလူထုတွေရောလက်ရှိအစိုးရအဖွဲ့တွေရောအစိုးရကိုဖားနေတဲ့အဖွဲ့တွေရော နိုင်ငံရဲ့တိုင်းပြည်ကိုချစ်ပါတယ်ဆိုပြီးချစ်ချင်အောင်ဆောင်တဲ့လူတွေကိုပြောချင်တာကကိုလို့ကိုလို့ကြပါလို့ကိုယူထားတဲ့တာဝန်အပေါ်မှာတတိမမှန်နဲ့ပေါ့နော်လက်ပြလုံနဲ့လုံတွေပဲလုံကြပါလို့ကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့ကလက်ပေးလက်ယူမလုံနဲ့လို့ကျွန်တော်မပြောဘူးလုံဒီလိုလူလူကဆိုင်ငယ်စည်းအုပ်တော့မတောင်းလို့ ရင်တင်းက၃တောင်းတန်ကိုရိုက်လိုက်တာဘာပြဿနာမှမရှိဘူး၆နိုင်ငံတော်ဗန္နာခုံမဲဆောင်ဆောင်ကိုယ့်ရည်တဲ့ပဲထဲတဲ့ကျွန်တော်ဘာမှပြောဘူးအဲမတရားသဖြင့်ဤရည်နဲ့လူမောင်ကိုလက်နက်မောင်ကိုမူးစစ်ပမောင်ကို လုံနေရာတွေကိုလှုပ်လာပြီဆိုရင်တော့ဒါအနေအရကျွန်တော်ပြောရမယ်တိုင်းပြည်အတွက်နောက်တစ်ခုက ဟိုလိုင်းကားကြီးကုန်ကားကြီးပါတယ်အဲ့လိုသွားတဲ့ပုံမှာတတော်တော်သုံးတော်တောင်းပေါ့ဒါတော့ဖြစ်တင်တယ်အဲ့လိုလုံလုံကျူးကျူးတွေဖြစ်လာတော့ဘာတွေသွားဖြစ်လဲဆိုတော့ကိုယ့်ရဲ့လူရတကူကတိုင်းပြည်နဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အစိုးရရဲ့အဲ့ဒီအစိုးရအောက်မှာရှိနေတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးတော်တော်ပြတ်တော်တော်လေးကို เนาะဖြစ်သွားတယ်ဒါပေမဲ့လူတွေကပါလဲဆိုတော့ငွေနောက်ကိုအတကုံလိုက်လာငွေရပြီးရောသူတို့ရဲ့စိတ်တက်ကစိတ်နေစိတ်တာငွေနောက်လိုက်တော့ကျွန်တော်ကနိုင်ငံရဲ့လူမျိုးနဲ့အဖွဲ့အစည်းကိုချစ်တာလားဆိုတော့မဟုတ်တော့ဘူးကိုစောဘုန်းကြီးအားတဲ့ဒီနောက်ပိုင်းဝန်ထမ်းတွေကိုတော်တော်ပြောလာတယ်လေကျွန်တော်တို့ပြောမယ်လေဝန်ထမ်းကိုပြောရမယ်ဝန်ထမ်းကိုပြောလို့မရဘူးဝန်ထမ်းကိုပြောမှတိုင်းပြီးကောင်းမှာ ဒီပြည်သူလူထုအားလုံးကိုထိန်းချုပ်နေတာကနိုင်ငံတော်အစိုးရရဲ့အောက်မှာရှိတဲ့ဝန်ထမ်းတွေလေဗျာအဲ့ဒီဝန်ထမ်းတွေကဇိုတင်းတွန်းပြီးတော့လှုပ်လာတဲ့အချိန်ကျရင်အနေအရန်ကြီးရလေအဲ့ဒါကိုပြောတာကိုမကန်နိုင်ကြဘူးပေါ့ဗျာတကယ်တော့ပြီးတိုင်းမိုးကရက်တော့နေပါလေလို့ပြောမိလိုက်တဲ့စကားတခွန်းကကျွန်တော်လည်း ကိုင်းပြီးကိုချစ်တဲ့စိတ်နဲ့ပြောမိတာပေါ့ဗျာတက်မလို့သားတွေပေးစရတဲ့နေတာနဲ့ကျွန်တော်ပြောမိတာပေါ့တိုင်းမှုကိုရဲတော့နေလို့ပြောတာကျွန်တော်မားသွားလို့လားတိုင်းမှုကရဲမတော့ဘူးလားကျွန်တော်မသိလို့မေးတာပါတိုင်းမှုကျွန်တော်ပြောလိုက်တာကတော့ကျွန်တော်ကတိုင်းမှုကအရက်တော့တာလို့ပြောတာကိုကျွန်တော်အကုန်လုံးကတော်တော်များများစိတ်ဆိုးသွားတာပေါ့နော် အဲ့ဒီဟိုဟာမှာအမြန်လန်းဟိုဟာတော့နော်ကျွန်တော်ကလည်းပြောလိုက်တာအဲ့ဒါကိုပြောချင်တာတော့မဟုတ်ဘူးဒီအမြန်လန်းပေါ်မှာတလောက်တက်နေတာအောက်ကကွန်မန်တာတွေရောပါတယ်ပေါ့တိုင်းမှုတွေတိုင်းမှုကတော့ရက်တွေတောက်ပြီးအေးဆေးနေလို့ကျွန်တော်လည်းဒါအမှန်တမ်းကျွန်တော်ပြောမိလိုက်တကယ်လည်းတောက်နေရပဲကျွန်တော်ကဓာတ်ပုံရှိတယ်ကျွန်တော်သက်စီပြလိုက်မှာဒါပဲဟုတ်တယ်လေ ဲ့ဒါနာဇံမမလို့လားဟုတ်လားကျွန်တော်လည်းသုံးကုန်ပဲသုံးကုန်ပဲကြော်တာအရက်တောင်းနေရကျွန်တော်ကဓာတ်ပုံရှိတယ်ကျွန်တော်ဖန်ကျွန်တော်ကတမတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကြီးအဘကတို့ကြီးဦးမေအောင်လိုက်ဗိုလ်ချုပ်မူကြီးဦးမေအောင်လိုက်ပို့လိုက်မှာအဲ့ဓာတ်ပုံကျွန်တော်ကရှောက်ပြောတာမဟုတ်ပါဘူးခင်ဗျာလို့ကျွန်တော်လည်းစိတ်ထဲမှာကိုယ့်ရဲ့အမြန်နှမ်းပေါ်မှာဒီလိုဒီလိုဖြစ်နေတဲ့အရာတွေအားလုံးပေါ်မှာခံစားမိတဲ့ခံစားချက်တစ်ခုကြောင့်နဲ့ ျွန်တော်အဲ့ဒါတော့ပြောမိတယ်အဲ့ပြောမိတာကျွန်တော်မားတယ်ဆိုလို့ရှိရင်အဲ့မားတယ်လို့ကျွန်တော်ဖမ်းတယ်ဆိုရင်အဲ့အဲ့အဲ့ဒါလေးပြောလို့ကျွန်တော်ကအဲ့ဒါလေးပြောမိလို့ကျွန်တော်ဖမ်းတယ်ဆိုရင်တော့ကျွန်တော်ဓာတ်ပုံလေးနဲ့ပြပြရစီဆိုပြီးတော့ကျွန်တော်ပြလိုက်ပါလေအရက်ဘယ်နားမှာတောက်တယ်ဘယ်ခုံမှာတောက်တယ်ဘယ်သူတွေနဲ့တောက်တယ်ကျွန်တော်ပြလိုက်ရုံပဲလေဘုံကျွန်တော်လည်းဒါတော့မြင်တာတည်းကကျွန်တော်ပြောတာပေါ့အဲ့ဒါကိုဘာလို့ပြင်မှန်းမသိဘူး ဘာဖြစ်တယ်အောင်တောင်းတော့တယ်ပေါ့ဒါပဲပေါ့အေးဆေးပဲလေဟုတ်တယ်တောက်ပါလေအလုံးလဲလုံးပါလေပေါ့ဒါပဲလေပါရင်ဟိုလိုင်းပေါ်မှာဟိုဒူးမနာသားတွေနော်မသိလို့ချင်းအဲ့တိုင်းမှုကပဲသူ့အမေကိုလိုတာလို့သူ့ကိုလူမသိသူမသိတဲ့မွေးထားတဲ့ကောင်းလို့လို့ပါလို့လိုက်ကိုတက်တို့မိုင်းဝင်လို့ကောင်းနေနော်မင်းတို့အမေရောကိုတက်ရောမင်းတို့ငါကြွားလိုက်မယ်ရုပ်ထွက်ပြလိုက်မင်းကဖန်ဆိုင်ရရင်မနေ့ပြန်မခိုင်းလိုက်